အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Play တက်တီအားလုံးမင်္ဂလာပါဒါကျွန်တော်တို့ Super Sunday ရဲ့ Cup Final ပွဲဖြစ်တဲ့ Newcastle United နဲ့ Liverpool ပွဲကတော့ဒါ Liverpool အတွက်ဒီတစ်ပတ်အတွင်းမှာပဲအဆိုးဆုံးအခြေအနေတွေဖြစ်ခဲ့ပြီးတော့ဖလားနှလုံးစလုံးဆုံးရှုံးခဲ့တယ် Champion League ပွဲစဉ်မှာ Paris Saint-Germain ကိုအိမ်ကွင်းမှာ Penalty ဆုံးဖြတ်ရှုံးနေခဲ့ပြီးနောက် Wembley ကွင်းမှာသူတို့ရှုံးလေရှုံးထနေတဲ့ လိကပ်ပြိုင်ပွဲဒီပြိုင်ပွဲကသူတို့ကလက်ရှိချန်ပီယံဖြစ်ပေမဲ့ Newcastle United ကပွဲအဆအဆုံးကို အကောင်းဆုံးကစားနိုင်ခဲ့ပြီး dominate လုပ်ခဲ့ပြီးသူတို့ထိုက်တဲ့တန်းနဲ့နိုင်သွားတယ်။ Liverpool အနေနဲ့ဒီနေ့ပွဲမှာခုပေါက်ကန်သွင်းမှုနှစ်ချိန်ပဲရတယ်။ရှာရှာပါပါခေစာသွင်းတဲ့ကိုတကူးကလွဲပြီးတော့ကျန်တာတွေက Liverpool က wide position ကိုရှိတော့ Newcastle ကတပွဲလုံးကိုအကောင်းဆုံးကစားနိုင်တယ်။ပထမပိုင်းတပိုင်းလုံးမှာ လီဗာပူးကနယူကာဆယ်အေရိယာထဲမှာဘောလုံးတစ်ချက်မှမထိရတဲ့အထိကိုအခြေအနေဆိုးခဲ့ပြီးတော့နယူကာဆယ်ဟာစနစ်ကျကျပြင်ဆင်ထားတဲ့သူတို့ရဲ့ဆက်ပီးစီကိုပဲအားကိုးသွားတယ်ကျွန်တော်တခုနားမလည်တာကဗန်ဒိုက်ဒီဗန်ဒိုက်တို့ခနာတီဟာဒီဒံပန်းကိုဘာကြောင့်မာကတ်မကတ်လဲဆိုတဲ့အချက်ပဲဒါနယူကာဆယ်ပါအရက်အမြင့်ဆုံးနဲ့ဒီတကွင်းလုံးမှာအရက်အမြင့်ဆုံးဖြစ်တဲ့ကစားပေါင်းကိုအလက်စ်မက်ကလဆန်ကို မာကင်ခိုင်းတာတယ်တစ်ချိန်တည်းမှာပဲလီဗာပူးအသင်းကအိုက်ဆက်ပီးစင်မှာ struggle ဖြစ်တယ်။ဘာလို့လဲဆိုတော့ဒန်ဘန်ကအေရိယာအထင်းကိုဝင်ပဲနဲ့ခောက်ဒီအပြင်လောက်မှာစောင့်နေပြီးတော့မှာခက်ဆောင်းအပြင်လောက်မှာစောင့်ပြီးတော့မှာအချိန်ချင်းခေါင်းတိုက်ပုံကိုပုံစံပဲဆိုတော့ဘာဖြစ်လဲဆိုတော့ van dyke နဲ့ခနာတီကရှစ်တက်လို့မရဘူးတက်လို့မရတော့ဒါမက်ခလဆာအပါဝင်ဘသူပဲဖြစ်ဖြစ်လောင်ဘောထောင်နဲ့ cross time မှာ set piece time မှာ down gap ဘောတိုင်းမှာဒီဒန်ဘန်ရဲ့ခေါင်းပေါ်ပဲချပါ ဒန်မတ်ကလေအင်္ဂလန်လူဝင်းစင်မှာရှာရှာပပယူခံရတဲ့အခိုက်အတန့်ကနေပထမပိုင်းမှာဂိုးဖြစ်ပြောင်းတယ်ပထမပိုင်းမှာလည်းကနျူကာဆယ်ကပိုကောင်းတဲ့အသင်းဖြစ်တဲ့ချာစီခရင်းလုပ်တယ်ဒီဆန်ဂိမ်းဖြစ်တယ်ပထမအစောပိုင်းတော့ကမိနစ်30လောက်ထိလီဗာပူးအရင်မသိတာပဲပဲနောက်ပိုင်းမှာလီဗာပူးကလုံးဝ struggle ဖြစ်တယ်ကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးမှာမိုဟာမက်ဆာလာ chance ကတခါလားတခါလားပဲဘောလုံးထိတယ်ဒုတိယပိုင်းတပိုင်းလုံးမှလည်းဒီတိုင်းပဲယူကာဆယ်ရဲ့ Libramento Tino Libramento ရဲ့ Julian Tan ရဲ့သူတို့ကတစ်ဖက်ကဘယ်လိုပြောမလဲဆိုတော့ Salas ကိုလုံးဝ chance မပေးတော့ဟိုဘက်က DS ကိုလည်း Trippier နဲ့ဒါ Jacob Mafika လုံးဝမခေကတ်တယ်သူတို့ကဘာလို့လဲဆိုတော့ Liverpool အာတန်နဲ့ ကစားမ position တွေအားလုံးကို double double လောက်ထားတယ်။နောက် Newcastle ကိုယ်လေက Bruno Kimmeres ရဲ့ Sandro Tonali ရဲ့ Julian Dan ရဲ့က Liverpool ကိုယ်လေကိုလုံးဝ dominate လုပ်တယ်။ဆိုတော့ Liverpool ကဘောလုံးကင်ထားတာပဲရှိတယ်။အားလုံးက sideway 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 cross ဆောင်ရင်ဒါ damper ဦးမယ် Fabian ရှာဦးမယ်။ကိုသမားနှစ်ပုတ်ဒီနှစ်ပွဲမှာဘာမှမဖမ်းလောက်ပဲ။ Liverpool ဘက်ကဒါ ကိုသမားခဲလာဟာနဲ့ခန်းစစ်ဒီယူကာဆယ်ကိုသူမသေးကြလို့ဒီပွဲကဒီလောက်ထိခိုးမပြတ်တာတကယ်ဆိုရင်ယူကာဆယ်က၃လုံး၄လုံးမကရတယ် chance after chance after chance သူတပြင်းအာလဇနာအီဆက်ပထမပိုင်းမှာ quiet game ဖြစ်ပေမဲ့ယူကာဆယ်ကအဲ့ပထမပိုင်းပြီးကန်ဒီမှာဒံပိုင်းရဲ့ခိုးကဒီပွဲကို everything change ဖြစ်သွားတယ်ဒုတိယပိုင်းမှာကျွန်တော်မျှော်လင့်ထားတာပေါ့လေလီဗာပူးရဲ့အစောပိုင်း၅မိနစ်လောက်က ဒါလေပါဘူး9မိနစ်9မိနစ်10မိနစ်ပတ်ဝန်းကျင်ကလေပါဘူးကပွဲကိုစုံမပြီးစပြီးတော့ space ကြီးစရှာတဲ့ခါမှာ Yukase ခံစစ်စပြီးနည်းနည်းပြိုလာတယ်ဒါပေမဲ့ဒါပေမဲ့ Yukase ကချက်ချင်းပဲအဲ့10မိနစ်လောက်ချိန်မှာသူတို့ ပြန်ပြီးတော့ကြာပြီးတော့မှအဲ့ဒီဘယ်လိုပြောမလဲကိုရနိုင်မဲ့ chance ကိုအတုံးချတယ်အထူးသဖြင့် set piece တွေပေါ့လေဒါတွင်းသွားတဲ့တလုံးဆိုရင် ဒါဘရူနိုဂွေမာရစ်ကအမားလုံလိုက်တော့ဂိုးသမားခဲလာဟာရှင်မှာလောက်တာတကယ်တော့အီဆက်ကအဲလုံးကခိုးတယ်ဒုတိယခိုးဒါပေမဲ့အီဆက်ကကန်ဆိုးကျွန်တော်ဂိုးသမားရှေ့မှာ52မိနစ်မှာဘရူနိုဂွေမာရစ်ကတားလို့ဆိုပြီးတော့အဲ့မှာခိုးမပေးဘူးအီဆက်ခိုးသွင်းတယ်ဒါပေမဲ့လည်းတိတ်မကြဘူး53မိနစ်မှာဒါဘဲတောင်ပန်ကနေ ဒါဘယ်လိုပြောမလဲလီဘရမန်တိုနဲ့တစ်ဖက်ကဒီဘယ်လိုပြောမလဲဂျိုလင်တော်ရူ1 2ရိုက်ပြီးတဲ့ချိန်မှာလီဘရမန်တိုပို့လိုက်တဲ့ cross ကနေဂျေကိုမာဖီခေါင်းတိုက်ချချိန်မှာဆက်ကအလှလှပပခံသွင်းတယ်။အဲ့ဒါက world class striker တယောက်ရဲ့အရှိသွေးပဲ။ဒီနေ့ပွဲမှာသူနှစ်ခိုးသွင်းတယ်။တစ်ခိုးက तू onside ဖြစ်ပါရဲ့နဲ့ Gimenez ကခိုးသမားရှေ့မှာဒီလူဂျုံတဲ့အခြေအနေကနေ movement လုပ်လို့ဆိုပြီးတော့ကိုမရဘူး။တပွဲလုံးတိုက်တာနဲ့ Newcastle ကလီဘာပူးကိုတောက်လျှောက်အပါစီကစားတယ်။လီဘာပူးကဘောလုံးကန်ပေမဲ့လီဘာပူးမှာအဖြစ်မရှိဘူး။ ဆာလက်စ်ကဘောလုံးလုံးဝမထွက်ဘူး DS ကဘောလုံးလုံးဝမထွက်ဘူးအလဲမှာချိုးတာဘာပိုင်းတော့လည်းလုံးဝမထွက်ဘူးနောက်ပိုက် DS ဒီနူးညက်ဝင်လာတဲ့အပြောင်းလဲတွေလုတ်တယ်ကာတီချုံတစ်လုံးကဒါ different game ပဲတကယ်လို့အဲ့ကာတီချုံအလုံးကို UK စေကိုသမားဒါနှစ်ပုတ်တာမစေးနိုင်ခဲ့ရင်ဒီပွဲက different game ပါဆိုအဲ့အချိန်မှာလေပါဘူးတမ်ပိုတင်ပြီးနောက်ပိုင်းမှာခီစာကိုကက်ဖူရောချူနူးညက်ရောဒီဘယ်လိုပြောမလဲ အားလုံးပေါ့လေဒါတိုက်စစ်ကဆာလတ်ဆိုတောက်လျှောက်တင်ထားတယ်လီဗာပူးကတောက်လျှောက်ဖိတယ်ဒါပေမဲ့ယူကာဆယ်က900နာမည်ချင်းဘာလို့ဆိုတော့ကျွန်တော်ကလီဗာပူးကကွင်းလေကလုံးဝမရှိတော့ခနာတေးကြီးကိုထုတ်ပြီးခရမဘက်ကိုနောက်ချတဲ့ချိန်ကွင်းလေကဂျုံးစ်နဲ့ဆပ်ပေါ်ဆိုင်နဲ့ကွင်းလေမှာဖြစ်လဲဆိုတော့ယူကာဆယ်အတွက် space တွေ space တွေအများကြီးပဲအဲ့ space တွေကယူကာဆယ်ကတစ်လျှောက်လုံးတုံးချတာ ူကာဆယ်ကစားမတိုင်းအခွင့်အရေးတိုင်းအဝေးကလမ်းဒါတို့ကိုးသမားကိုထက်ဆုပ်တာအီဆက်တတရမြောက်သူ့အတွက်နောက်ထပ်တကူရနိုင်မဲ့ခွင့်အရေးကိုဟာဘီမန်ပေးတာညံ့လို့နောက်နေနေရောက်တဲ့အချိန်မှာကိုးသမားခင်လာဆေးသွားတယ်။ overall performance ရဲ့အချိန်ယူကာဆယ်တပွဲလုံးမှာ sloppy moment တစ်ချိန်ပဲရှိတယ်။အားလားခြေပါကူးကူးတဲ့အချိန်အတင်းကောင်းဆုံးဘရူမာကမာရစ်ကမလိုလားအပ်ပဲနဲ့အချိန်လို့10မိနစ်ရဲ့6မိနစ်မှာသူကသွားပြီးတော့ ဘလုံးကိုရှိုးပုတ်တဲ့နေနဲ့လိန်ပြီးတော့ပြလိုက်တဲ့ချိန်မှာသူ့ဘလုံးပါသွားတယ်အဲဒီလုံးကနေခီးစားချီကွက်တိချပြီးတဲ့အချိန်မှာခီးစားလတ်လတ်ပတ်ပတ်ကြားသွင်းတယ်ခါလိုက်ကျရင်ကျွန်တော်နားမလည်တာခီးစားကဂိုးလက်ရှိတဲ့အရင်သွေးရှိတဲ့ကစားမဖြစ်တဲ့အဲဒီနေရာမှာနူးညက်တို့ချူတာတို့ဆိုတော့ဂိုးချိန်မှာကိုမခီးစားဒါပေမဲ့ဒီပြခီးစားပေါ်ယုံကြည်မှုတော်တော်လေးအားနေတယ်ဟာဗီလေးဝင်လာတဲ့အချိန်မှာဘလုံးနေစကန်ပြီးတော့ယူကာဆယ်အေရီးယားပေါက်ဆဲကို cross တွေပို့တာပဲဒါပေမဲ့ယူကာဆယ် defensive တော်တော်ကိုငြိမ့်တယ် တပွဲလုံးတိုက်တာနဲ့ကြည့်ရင်ယူကာဆယ်ဟာထိုက်ထိုက်တဲ့တဲ့လီဗာပူးနိုင်တယ်နှစ်ပေါင်း80အကြာဒါသူတို့တော့ domestic ဖလားပြိုင်ပွဲမှာပထမဆုံး champion ဖြစ်တယ်ဝင်းဘလေးကွဲမှာသူတို့ final 6ချိန်ထိရှုံးခဲ့ပူးတယ်အချိန်ချိန်ရလက်ဆိုးခဲ့တယ်ဒါနှစ်ပေါင်း54နှစ်အကြာယူကာဆယ်ရဲ့ပထမဆုံးဖလား နှစ်ပေါင်း80ကြာညူကာဆယ်ပထမဆုံးပြည်တွင်းဖလားနဲ့ဒါအက်ဒီဟောက်အတွက်တော့2023ခုနှစ်မှာရှုံးနေမှုကိုအဆုံးသတ်ပြီးလစ်ဗာပူးကိုထိုက်တိုက်တန်နဲ့နိုင်ခဲ့တယ်ဆိုတော့လက်ရှိချန်ပီယံလစ်ဗာပူးနဲ့အာနီစလော့အတွက်တော့ဒီတစ်ပတ်အတွင်းမှာပါရစ်စိန့်ဂျာမိန်ကိုရှုံးခဲ့ပြီးတော့ချန်ပီယံလိဂ်ကထွက်ခဲ့ပြီးတော့ညူကာဆယ်ကိုပါဖိုင်နယ်မှာထပ်ရှုံးလို့တစ်ပတ်အတွင်းဖလားနှလုံးဆုံးရှုံးခဲ့တယ်လို့ညူကာဆယ်ကချန်ပီယံဆူဖလားကိုထိုက်တိုက်တန်နဲ့ရရှိသွားခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်